ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံအတိုင်းပေါ့နော်ဒီနေ့ကတော့လူမှုကွန်ရက်ပေါ်ကထူးခြားတဲ့သတင်းတွေကိုကျွန်တော်တို့ကျွန်တော်အမြင်နဲ့ပြန်လဲသုံးသပ်တင်ပြသွားဖို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူဗီဒီယိုဆုံးဒီလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲစโอเคအဲ့တော့ဒီနေ့မှာတော့ထူးခြားသတင်းလေးတွေတွေ့တယ် အဲ့ဒါကဘာလဲဆိုတော့ဒီသတင်းကကျွန်တော်တို့အာပထမဆဆထွက်လာခြင်းတော့ကတော့အာတိတ်ပြီးတော့ပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲဟုတ်လားမဟုတ်လားဆိုတာထက်ပေါ့နော်အာဒါကြီးကဟုတ်လို့လားဆိုတော့အာပုံစံမျိုးတော့ရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပမာဆုံးဒီသတင်းကိုစဖို့ပြလာတာကအာချင်းမီဒီယာတခုကအာကျွန်တော်တို့အင်္ဂလိပ်ဘာသာနဲ့ဖော်ပြလာတာပြည်တယ်ဒါဘာသတင်းလဲဆိုတော့ ကျွန်တော်တို့အိန္ဒိယမြန်မာနယ်စပ်မှာလက်နက်ကင်ဆယ်ဦးအသက်ခံရတယ်တဲ့အာဆိုပြီးတော့ကျွန်တော်တို့သတင်းတက်လာတယ်ဒါက PDF တီလို့ကျွန်တော်တို့ပြောကြရတယ်ဆိုပြီးတော့ပထမသတင်းတက်လာတယ်ဘောနော်ကျွန်တော်သတင်းကလေးတွေမနက်ပိုင်းမှာကျွန်တော်အဲ့သတင်းကိုကြည့်လိုက်ဟာဒါဘယ်လိုဖြစ်တာလဲဘောနော်အဲ့ဒါနဲ့သတင်းကိုအာဟိုဟာဖြစ်နေတယ်ပြည်တွင်းမီဒီယာတွေကလည်းတိတ်ပြီးတော့ဖော်တိတ်မဖော်ပြသေးဘူးပထမ DVB ကလာမသိဘူးညနေပိုင်းကျတော့သတင်းတစ်ခုတက်တယ်ဒါပေမဲ့ तू က အာမရေမရာပုံစံမျိုးနဲ့ဖော်ပြထားတဲ့ပုံစံမျိုးရှိတယ်ဗောနော်အဲ့တော့အာညကြတော့မျက်စိမကထပ်ပြီးတော့သတင်းတက်လာတယ်ဒါကဟုတ်တယ်အာတမူးခရိုင်ပကဖအဖွဲဝင်နေဆိုပြီးတော့အာကျွန်တော်တို့ဖော်ပြလာတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီအိန္ဒိယမြန်မာနယ်စပ်ဗောနော်အိန္ဒိယမြန်မာနယ်စပ်မြန်မာဘတ်ချန်းထဲမှာရှိတဲ့ပကဖစခန်းတစ်ခုတည်းကိုဝင်ပြီးတော့ ကျွန်တော်တို့အိန္ဒိယနေသားဆောင်တပ်ဖွဲ့ဝင်တွေကဝင်ပြီးတော့ဖမ်းပြီးတော့တတ်သွားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်အခုကတော့ရုပ်အလောင်းတွေကိုပြန်ပြီးတော့ယူပြီးတော့တချို့ပြီးသွားပြီလို့တော့ကျွန်တော်တို့သိရတယ်ဒီဥစ္စာကိုဒီသတင်းကိုအိန္ဒိယမီဒီယာတွေမှာလည်းဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီဥစ္စာကဗမာဖြစ်တာလဲဆိုတော့တမူးမြို့ပေါ့နော်သခိုင်းတိုင်းတမူးမြို့မှာပေါ့နော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါ့နော် PDF 10ဦးလို့ကျွန်တော်တို့သိရတယ် ဒါကိုအိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတတ်ခဲ့တာလို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဖြစ်လာပြီနေဇန်စီမြန်မာဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေတဲမှာအိန္ဒိယပတ်ချမ်းနဲ့နှီးတဲ့ဒေသတွေမှာအိန္ဒိယတီမြမနွေဦးတော်လန်ရေးကိုထောက်ခံနေတဲ့နိုင်ငံတခုမဟုတ်ဘူးဆိုတာကိုတော့အာကျွန်တော်တို့ပြောရမယ်ဗျဘာဖြစ်လို့ဒါကိုမင်းကပြောတာလဲမင်းကဘာချက်လက်တွေနဲ့ပြောရလဲအိန္ဒိယတီပြောရမယ်ဆိုရင်တရုတ်နဲ့ပုံစံမတူ ကွဲပြားခြားနားနေတဲ့နိုင်ငံတူတော့မဟုတ်သူ့ပုံစံအတိုင်းပဲမြန်မာနိုင်ငံအတွင်းမှာစစ်ကောင်စီကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထောက်ခံအားပေးတဲ့မူအရာတွေလှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တော်တော်လေးကိုတွေ့ရပါတယ်အဲ့တော့ပြောရမယ်ဆိုအိန္ဒိယစီကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကောင်းတဲ့အိန္ဒိချင်းနိုင်ငံတစ်ခုမဟုတ်ဘူးဆိုတာတော့ကျွန်တော်ငကူတဲကအာကျွန်တော်တို့သိပါတယ်အဲ့တော့ အဲ့တော့ဟိုဖြစ်ပုံကတော့တမူးမြို့မှာအာကျွန်တော်တို့ဟိုထိန်းချုပ်နယ်မြေပေါ့နော်တမူးမြို့ထိန်းချုပ်နယ်မြေမှာကင်းလန့်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကိုအိန္ဒိယအာတန် rifle တပ်ဖွဲ့ကနေပြစ်ခတ်လို့အာဒီဖြစ်စဉ်ဖြစ်တာဆိုပြီးတော့ဒါဟိုသူတို့ကတော့ပြောတယ်ပေါ့နော်အဲ့တော့တမူးမြို့ကအခုချိန်မှာစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာအဲသူတီရှိနေပြီမဲ့တမူးမြို့ရဲ့အစိပ်ပိုင်းတော်တော်များများကိုတော်လှန်ရေးတပ်ဖွဲ့တွေကနေပြီးတော့ထိန်းချုပ်ထားပြီးတော့အိန္ဒိယမြန်မာ နယ်သက်တလျှောက်တမူးတပ်ဖွဲ့ဝင်တွေတမူးမှရှိတဲ့အာ PDF တွေကအာနှစ်ရှည်လာများကင်းနေလှည့်ပြီးတော့အာအုတ်ချုပ်နေခဲ့တာလေကြာခဲ့ပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့မကြာသေးမီကာလာအတွင်းမှာတော့အိန္ဒိယဘက်ကနေပြီးတော့ရန်လိုတဲ့လောက်ရက်တွေလှုပ်တယ်ပြီးတော့အဲဟိုပါဘောနော်အဲ့မှာအိန္ဒိယနဲ့အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေနဲ့ PDF အကြမ်းမှာဆက်ဆံရေးတွေတိတိတတ်တာယုံရင်းလာယုံရင်းလာတယ်လို့အာကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အခုအားတော့ဘာလဲဆိုမြန်မာပိုင်နယ်ထဲမှာရှိတဲ့ ကဖတပ်ဖွဲ့ဝင်တွေတမှုခရိုင်ပကဖတပ်ဖွဲ့ဝင်တွေကိုပြက်ပြက်ခတ်တက်ဖြတ်တာဖြစ်တဲ့အတွက်ဒါကပြောရမယ်ဆိုရင်တော်တော်လေးကိုစိုးွားတယ်လို့အာကျွန်တော်တို့ပြောလို့ရတယ်ပကဖဆိုတာကတော့ NUG လက်အောက်ခံလို့ကျွန်တော်တို့ပြောရမယ် NUG လက်အောက်ခံဖြစ်တယ်ဒါပေမဲ့အခုချိန်ကြီးတော့ NUG ဘက်ကနေပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြောဆိုထားတာအာကျွန်တော်တို့မတွေ့ရသေးဘူးအခုမြေစီမားလို့သတင်းဌာနတခုကတော့ကျွန်တော်တို့ဖော်ပြလာတယ်တခြားသောသတင်းဌာနတွေကတော့ဖော်ပြလာပြီးတော့ ကျွန်တော်တို့မတွေ့ရသေးအဲ့တော့ဘလို့ညှိနှိုင်းနေလဲဘလို့ဖြည့်ရှင်းနေလဲဆိုတာအာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်အနေအထားတစ်ခုဖြစ်တဲ့သတင်းတစ်ခုလို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဟုတ်ပြီဒီဖြစ်စဉ်ကြီးစာမှန်ကန်ခဲ့ရယ် ်အခုကတော့သတင်းမီဒီယာဒါမြေသီမတ်ဖော်ပြချက်ကတော့ဒါသေးကြတယ်အိန္ဒိယပတ်ခါပတ်တဖို့ဝင်နေသူကအာတကြူရောင်ကြူပြီးွားပြီလို့အာကျွန်တော်သိရတယ်ဟုတ်တယ်အာဒီဘက်မှာရှိတဲ့ siscan နဲ့မှာရှိတဲ့သူတွေကိုအိန္ဒိယဘက်ကနေပြီးဝင်ပြစ်သွားတာလို့ကျွန်တော်သိရအဲ့တော့ဝင်ပြစ်ပြီးအဲလောင်းတွေကိုခေါ်ဟိုပြန်တောင်းရတယ်ဗောနော်ပြန်တောင်းပြီးတော့တကြူထားတယ်ဆိုပြီးတော့ဒါမြေစီမမှာတော့အာကျွန်တော်တို့ရေးထားတာတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီတိုင်းပဲငြိမ်းလိုက်ရမှာလားဘာဘယ်လိုလုပ်ရမလဲအဲဒါတွေက ပြောစရာမေးခွန်းတွေအများကြီးပဲအဲ့အိန္ဒိယကလည်းမြန်မာပေါ်မှာဘယ်လိုဆက်ဆံရေးထားလဲမြန်မာမှာရှိတဲ့ဒီနွေဦးတော်လှန်ရေးအုပ်စုတွေနဲ့တော်လှန်ရေးအားစုတွေနဲ့ဆက်ဆံပုံတွေပြောရမယ်ဆိုရင်အိန္ဒိယရဲ့ဆက်ဆံပုံတွေပုံမှန်မဟုတ်တဲ့အနေအထားတစ်ခုမှာရှိပါတယ်အိန္ဒိယကလည်းလက်တလောကမှအိန္ဒိယပါကစ္စတန်နေသားမှာဖြစ်တဲ့ဂျမူးကက်ရှမီးယားကိစ္စနဲ့ဗာသူတို့ပြီးကြမကြပါဘူးအခုမြန်မာဘက်မှာလာပြီးတော့ပြဿနာလာရှာတယ်ဘာလို့ပြဿနာလာရှာတာလဲဟိုတလောတော့ကလည်းဟလာ ဟိုလွတ်တော်မတ်တယောက်ကနေပြီးတော့ဒီချင်းပြည်နယ်လေဝင်ပြီးတော့ချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းမလားဆိုတဲ့သကလုံးတွေလွတ်တော်မှာပြောခဲ့တာတွေရှိတယ်။ဒီဥစ္စာတွေပြန်တောင်းဖို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တာရှိ။ဟောပြောရမယ်ဆိုအိန္ဒိယရဲ့မြန်မာပေါ်ထားတဲ့ဆက်ဆံရေးကပုံမှန်မဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့ပြောရအောင်။ဒါကသိကြတယ်။ဒါကသိကြတယ်။ဒီဖြစ်စဉ်ဒီကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်နေသားဖြစ်ပါတယ်။အခုလောဆယ်ထိကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်ထိ NUG ဘက်ကနေပြီးတော့အာ တရားဝင်ဒီကိစ္စနဲ့ပတ်သက်ပြီးပြောဆိုလာတာမတွေ့ရသေးဘူး။အာနောက်ပြီးတော့အဘက်ကတော်လိုင်းအရာစုတွေအနေနဲ့လည်းဒါကိုဟောပြက်ပြက်သားသားထွက်ပြီးတော့ပြောဆိုလာတော့အာကျွန်တော်တို့မတွေ့ရသေးတဲ့အတွက်ဒီဖြစ်စဉ်ကဘာလဲညာလဲဆိုတော့တန်တရားမေးခွန်းတွေကတော့အာကျွန်တော်တို့ရှိနေသေးပဲ။ဒါပေမဲ့သတင်းမီဒီယာတွေမှာတော့သတင်းမီဒီယာတချို့မှာတော့အိန္ဒိယသတင်းမီဒီယာတွေနောက်ပြီးချင်းပြည်နယ်နဲ့ပတ်သက်တဲ့သတင်းမီဒီယာတွေမြန်မာမီဒီယာတစ်ခုနှစ်ခုလောက်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖော်ပြလာတင်ကြတော့ကျွန်တော်တို့တွေ့ရတယ်တိတိကျကျဖြစ်စင်နေပတ်သက်ပြီးတော့အဘကသူတွေအနေနဲ့လည်းဘာမှထွက်ပြောထားလာကျွန်တော်တို့မတွေ့ရသေးဘူးအဲ့ဒါကြောင့်ဒါကဘာလဲဒါကဘာလဲတကယ်တမ်းဒီဥစ္စာသာတကယ်ဖြစ်ရက်ကမှန်မယ်ဆိုရင်ကျွန်တော်တို့ကဒီတိုင်းငြိမ်နေလို့မရဘူးအိန္ဒိယဘက်ကိုကျွန်တော်တို့ကဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းတဲ့တောင်းအောင်ဒါဘာလဲဘာကြောင့်ဒီလိုလောက်ကလဲလောက်လို့ရလားလောက်လို့ရလားမရဘူးအဲ့လိုလက်လွတ်တဲ့ပဲလောက်လို့မရဘူးလက်လွတ်တဲ့ပဲလောက်လို့မရဘူး ဟိုသူတို့ပိုင်နယ်ထဲမှာဖြစ်တဲ့ဖြစ်စဉ်ဆိုရင်တမျိုးအခုကမြန်မာပိုင်နယ်ထဲမှာဖြစ်တဲ့ဖြစ်စဉ်ဘာလို့ကျူးကျော်လာတာလဲဒါဟာကျူးကျော်ရန်စားတဲ့ဥစ္စာလားနောက်ပြီးတော့သူတို့အနေနဲ့နေဆက်ချန်စီယိုနဲ့ပတ်သက်ပြီးတော့ဟိုဘာလဲတင်းတင်းကြပ်ကင်တွယ်နေရရှိမယ်ဒီလိုမျိုးဖြစ်စဉ်တွေကိုလက်နက်ကင်ချင်းချင်းကြားထဲမှာဖြစ်တဲ့ဖြစ်စဉ်တွေကိုဒီလိုမျိုးဖြည့်ရှင်းလို့မရဘူးဒီလိုမျိုးဖြည့်ရှင်းလို့မရဘူးဆိုတာတော့ကျွန်တော်တို့ပြောရပြောရမယ်ဒီလိုမျိုးဖြည့်ရှင်းလိုက်ရင်ကျွန်တော်တို့ကခဏခဏအနိုင်ကျင့်ခံရမယ်အနေထားတွေရှိတယ်လို့ကျွန်တော်ကတော့ မြင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့အခုကတော့သတင်းမီဒီယာတချို့မှာတော့ဖော်ပြလာပြီဒါပေမဲ့ဟိုအဓိကကြတဲ့အဖွဲ့အစည်းကြီးတွေကဒီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ချက်တွေကိုတော့ကျွန်တော်တို့မတွေ့ရသေးတာဖြစ်တဲ့အတွက်ဘာသာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အနေထားတစ်ခုလို့ကျွန်တော်ကတော့မြင်ပါတယ်ဗျ။အော်ဒါကတော့အိန္ဒိယဘက်မှာဖြစ်တဲ့ဥစ္စာပါ။အဲ့တော့ဒီနေ့ကတော့ကျွန်တော်စီရေးသတင်းတွေပဲကျွန်တော်ဆက်ပြီးတော့ပြောမယ်။အာနောက်သတင်းတစ်ခုကတော့ကျွန်တော်တို့မြင်းကြံတောင်တာနှစ်ထိုးကြီးဘက်မှာ ပေါ့နော်ကျွန်တော်တို့မေလ15ရက်နေ့ကစတင်ခဲ့တဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဆိုပြီးတော့ပေါ့နော်မြင်းကြံတောင်သားအာနထိုးကြီးဘက်မှာစစ်ကောင်စီစခန်းတွေကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်အာတိုက်ခိုက်မှုတွေမှာမြင်းကြံအထွက်ကကျွန်တော်တို့ကြောက်ပြုတ်ရွာစီမီကိုနထိုးကြီးမြို့နယ်ကမြမာတရုတ်တန်းငွေပိုင်လိုင်းအဆောင်စခန်းဝက်လူရဲစခန်းဟောတောင်သားမြို့နယ်ကစစ်တပ်နဲ့ပြူစော်တီပူပေါင်းတက်ထိုင်နေတဲ့ထဏောင်းကုန်းရွာတွေကိုတော်လိုင်းတက်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ဒီမေလ18ရက်နေ့ထိတော့တိုက်ပွဲတွေပြင်းထန်နေတယ်အဲ့တော့အဘက်မှာကျွန်တော်တို့စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်လဲအာမြင်းကြံခရိုင်တရင်တွေကရဲဘော်တွေအာကြာဆုံးကြာဆုံးတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့ဝလူးစကန်ပေါ့နော်ဒီဝလူးစကန်အာဝလူးစကန်မှာတော့အာကျွန်တော်တို့ကျွန်တော်တို့ဘက်ကနေပြီးတော့စီးအတာစီနဲ့တိုက်ခိုက်နေတဲ့အာအခြေအနေလို့တော့ကျွန်တော်တို့ပြောလို့ရတယ်လက်ရှိ အမြင့်ချက်အထွက်ကအကျွန်တော်ကြောက်ပြုတ်ရွာစစ်စစ်တက်အစစ်တက်အထိုင်စကန်နဲ့ဒီစီမီကုံမျိုးကစစ်တက်စကန်တွေပါလဲစီးရင်းမာနေရလို့ကျွန်တော်သိရတယ်အဲ့တော့ဒီဝါလူးစကန်နဲ့ပတ်သက်ပြီးတော့ဟိုအိုးဘက်ရက်ွက်မှာတော့တော်တော်လေးလောင်နေတဲ့အတန်တွေတော့ကျွန်တော်တို့ကြားရတယ်ဟိုဟိုဘက်ကလော်ဘီတွေပေါ့နော်ဟိုတနေ့ရတော့မှဗာလဲခင်းတီတာယူမော်လားလား တီတာယူမလားပါလည်းမသိအဲသူနဲ့ဇော်ဖိုးရင်းနဲ့တော့မှဟလာဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုပြီးတော့ဗီဒီယိုတက်လာတာကျွန်တော်တို့တွေ့ရသေးတယ်အဲ့တော့အဖက်ကလည်းသူဟိုမြင်းကြံတောင်းတာနထိုးကြီးဘက်မှာလည်းအာကျွန်တော်တို့အဲဟိုတီတာယူမလို့ ပါပြူစောတိတွေကတော်တော်လေးကိုစွာတယ်။ဒါပေမဲ့သူတို့တွေခဏခဏခံနေရတာလည်းကျွန်တော်တို့တွေ့ရတယ်။အဘက်ကတချို့ပြူရွာကြီးတွေဆိုအကြီးကြီးတွေပေါ့နော်။သူတို့အမှအခိုင်အမာစခန်းကြီးတွေချလက်နက်အင်အားကိုအပြည့်စုံတွေလှုပ်ပြီးတော့အဘက်မှာတက်ဆွဲနေရဖြစ်တော့ပြောရမယ်ဆိုရင်အဘက်ကတော်လှန်ရေးတပ်ဖွဲ့တွေရင်ဆိုင်နေရတဲ့ဥစ္စာကစစ်တပ်ရဲ့အာကျွန်တော်တို့ဒီပြူရဲ့ပေါ့နော်။ပြူကလည်းအဘက်မှာအင်အားလည်းအင်အားကတော်တော်ကြီးတယ်။ဒါကြောင့်မလို့အာသူတို့အနေနဲ့တော်တော်လေးကိုရင်ဆိုင်နေရတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ တွေ့ရတယ်အဲ့တော့အခုဝက်လူရဲစခန်းတိုက်ပွဲမှာလည်းသူတို့အနေနဲ့လောင်နေတဲ့ဥစ္စာလေးတွေအာကျွန်တော်တို့တွေ့ရတယ်ဒီမှာဆိုရင်အာဘောနော်ဟို DI သမီးတော်ဆိုတာဒါသူတို့ဘက်က Telegram account ပါဘောနော်အဲ့တော့အဲ့ဘက်မှာသူတို့ဒါအခြေအနေမကောင်းတဲ့ပုံဟိုပုံစံတစ်ခုရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်အာအဲ့တော့ဒီဥစ္စာကဇော်ဖုံးလိန်လောင်ထားတဲ့ဥစ္စာကျွန်တော်တို့အရင်ဆုံးနားထောင်ကြည့်ရအောင်အော်ပါလေခင်ဗျမတိလာအောင်ရိုးကြီးမရှိတဲ့ ။ကောင်းကျိုးအော်လေနော်။အပေါ်ရေအောင်ဇော်ပေါ်ရေအော်လေမင်းတို့ပါလေ။အစီပြေပါလေဟုတ်လား။ဟမ်အခုဘာပါလဲ။ဝလူလာ။ဝလူဝလူလာ။ဝလူဝလူရ။တမေဟောဆိုရီလာ။ခင်ဗျားတို့မသေးသေးချင်လို့ကမ္ဘာတော်ကုမေးတွေမကြသေးချင်လို့ဟုတ်လား။ကောင်းတိတ်ပါ။နိုင်ငံတော်တမေဟောကဝေဦးစီးချုပ်ဦးမရောက်နိုင်တဲ့သူတို့ဦးဆုံးဝင်တို့ရဲ့ပုံလေးကိုမကြသေးသေးချင်လို့အဲခင်ဗျားတို့ရှားတဲ့တရေကိုရားတယ်လို့လုပ်ပေးနေတာအဲ ကြီးကစံစည်းတစ်စည်းတော့မကြိုးပါဘူး။နော်ကျုပ်တို့ကခမားတို့ကိုပူအောင်လေအထောက်ကိုပြုတ်နေတဲ့လူပါ။ကျုပ်တို့တန်ဖိုးကိုနားလေတဲ့လူပါ။ဒီဘက်ဒရက်စတဲ့အတွက်အရေးကိုတဝိုးကြည့်တဲ့ကောင်ကြီးတွေပါလား။ဆရာကြီးပဲ။နော်။ကျောတော်ကတိုင်းကြီးချစ်တာလား။နိုင်ငံချစ်တာလူမျိုးချစ်တာတပ်မလို့ချစ်တာ။ခဏတော့ဆရာကြီး။နော်။ကျောကဘိုးဘွားကွေးကလေးတင်လာပြီ။ဟိုအဲ့ကလေးရောင်းတည်ကြအနည်းဆုံး ုံမူကြီးတွေဒုတိယဘုံမူကြီးတွေစော်တယ်ဘာမသိမေးမေးဟိုသိတယ်အဲဟောဒီမေးအဒီမေးလာတော့တော့တယ်ငရိုးရဝင်နေပြီပီရီယက်တွေဝင်နေပြီပီရီယက်တွေမျိုးထဲမှာဒီလိုသွားနေတယ်ဆိုတော့တစ်တော့မှာသွားပြန်ကြည့်ဟောဒီကနာပါလာရဲ့အခုပြန်လာတယ်တိုက်နေရပြီဘိုင်လောက်ရလဲသဘောလေကျွန်တော်တို့အတက်မလို့ချစ်လို့ပေါ့ဗျာတက်မလို့အောင်ပွဲရချင်လို့ပေါ့ ကြမ်းမလဲနဲ့ကောင်းတယ်။အဲ့ကောင်တွေအဝဲရကြတယ်စူတောင်းမင်းတေွားရတဲ့အအောင်ပွဲရပါဘူးနော်။ဗီဒီယိုတွေဒီကောင်လေးအခုချိန်မှာဒီကောင်လေးခံစားနေရတာတခုရှိရတယ်။ဒီကောင်လေးအောင်ပွဲခံနေတာ။အောင်ပွဲခံနေတာအဲ့လိုအောင်ပွဲခံလို့မရဘူး။တိလား။ ွားဆိုရင်ပူပေးမယ်သူတို့ကတော့မပူပေါ်တော့ကျွန်တော်တို့ကအော်နေရတော့အစ်မပြေဘူးလေအဲဟုတ်လားကျွန်တော်တို့ကဟိုကလူဒီကိုကြီးစီဘုတို့ကြီးကျော်တော်လေးရှိရောက်ဖို့တော့ကျွန်တော်တို့အောက်လန်းတွေပွားတယ်အောက်လန်းတွေကျော်တော်လေးရတယ်ကိုပြန်ပြုတ်မလေးမင်းတို့ကအောက်လန်းနေရောပေါ်လန်းနေရောရှုပ်ရှက်ခန့်နေရဘာလဲအလေလန်းသွားလीကွာ ဲတာပေါ့တကယ်လည်းတွေ့ဖြစ်တာတော့ကြတော့အတတရီအလောက်ပဲပြောနေတာအခုတော့ဤအခုတော့အောက်ကမှစီကူကတော့မှချက်ချင်းလွတ်ပေးပါမခိုးဘူးကျွန်တော် မကြခင်ကြတော့ပါတော့အဲ့လိုမကြခင်ကြပါတော့မယ်အဲ့လိုမကြခင်ကြပါတော့မယ်ဇော်ဘောလိန်ဒီလောက်អော်နေအဲဝလူရဲသကမကြခင်ကြတော့မယ်နေထားရှိပါတယ်ဒါကတော့မြင်းညံတောင်တာနဲ့ထိုးပြီးဘက်မှာဖြစ်နေတဲ့အခြေအနေပေါ့ဘောနော်မကြခင်သူတို့ရဲ့ဝလူရဲသကကြဆုံးတော့မယ်အနေထားရှိတယ်အာအခြေအနေကောင်းနေတယ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရဲ့ဘောနော်တိုက်ခိုက်မှုတွေဟာ ဟိုဘောနော်သူတို့ပေါ်ဖီးယားတစ်ခုဖြစ်ကြီးကြီးမားမားဖြစ်ကြားရောက်နေတဲ့အနေတကားရှိတယ်ဒီကောင်လေးအဲ့လိုမလောင်တာတော်တော်ကြာပြီဒီကောင်လေးအဲ့လိုမလောင်တာတော်တော်ကြာဒီကောင်လေးတိတ်မလောင်ရဲဘူးဟိုဒါပေမဲ့အခုဟာအတီယာယူမို့လို့ပါလို့ဒီကောင်လေးဟိုတလောကမုံရာတို့ပါသွားရဲတယ်ဟိုတွေ့ကြရတယ်တွေ့ကြတော့ဘယ်ဘောနော်ဘာလေးဘလို့ဟိုဖြစ်လာရဲဘယ်လိုဒီကောင်လေးအပတ်ကိုအတန်ထွက်ပြီးနေရဲဘောနော်အတန်ထွက်ပြီးနေရဲအနေထားလို့ကျွန်တော်တို့ပြောလို့ရတယ်ဟိုပြောနေတာကအခုအပတ်မှာဒါမြန်မာပြည်အလဲပိုင်းက အာဟိုတိုက်ပွဲတွေလို့အာကျွန်တော်တို့ပြောလို့ရတယ်ဒီတိုက်ပွဲတွေကအရေးကြီးတယ်အာပြောရမယ်ဆိုရင်ဒါဟာနေမြေပိုင်ဆိုးမနိုင်မှုအတွက်အာဒါဟိုဘောနော်အဓိကကြားတဲ့ဥစ္စာတွေဖြစ်တယ်ကျွန်တော်ကပြောသလိုမြင်းညံတောင်းတာနှစ်ထိုးကြီးဘက်မှာလဲသူကပြူရီရအင်အားကောင်းတယ်ပြောမယ်ဆိုဒီခင်းတိရယူမွန်လို့ပါလို့ဘောနော်အဲတိရယူမွန်ပေါ့ တရားယူမလာခင်ကြရင်ကျွန်တော်တို့တေချာဟိုနတ်အဲ့ကောင်မတွေကနာမည်တေချာမမှတ်ချင်လို့ပေါ့နော်သူတို့ရဲ့နာမည်တေချာမမှတ်ချင်လို့အဲ့တော့အဘမကသူတို့ကပြူစောတိရအင်အားကောင်းတယ်ပြူစောတိရအင်အားကောင်းတယ်ဟိုလက်နက်တွေလည်းစစ်တပ်ကကောင်းကောင်းဆင်မေးထားတယ်အဲ့တော့နောက်ပြီးတော့သူတို့ကအဲ့လိုဓမြတိုက်လူရက်ပြီးတော့ရလာတဲ့ငွေကြီးတွေနဲ့လက်နက်တွေဆင်ထားတယ်သူတို့တပ်ဖွဲ့ဝင်နဲ့စားရေးတောက်ရေးပါညာဖြည့်ရှင်းထားတဲ့အရှိတော့ကျွန်တော်တို့ကအဲ့အခြေအနေကလည်းတေချာလေးစောင့်ကြည့်ရမယ်အခြေအနေတခုလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အဘကတော်လိုင်းတပ်ဖွဲ့တွေလည်းတဖြည်းဖြည်းနဲ့ လက်ရည်ကတော့တော်တော်လေးကိုတက်လာတယ်အဲ့ဘက်ငင်းချန်တောင်းသားနှစ်ထိုးကြီးဘက်မှာလဲပေါ့နော်ဟိုတလောတော့လည်းမြို့ပေါ်တွေထိတက်တိုက်တဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါပေမဲ့သူတို့မှာတော့ဟိုလိုအပ်ချက်တွေတော့ရှိသေးတာပေါ့နော်အဲ့ဘက်ငင်းချန်တို့ပါရုပ်ပါမှာလဲလိုအပ်ချက်တွေတော့ရှိသေးတယ်ဒါပေမဲ့အကောင်းဆုံးကျူးသားနေတဲ့အွန်လိုင်းတက်ဖွဲ့တွေဖြစ်တယ်အဓိကတော့ဗျာသူတို့အလဲပိုင်းမှာဖြစ်တဲ့အတွက်နောက်ကပင်မတက်ကြီးတွေနဲ့ပေါ့နော်ဟိုအွန်လိုင်းရဲ့ပင်မတက်ကြီးတွေလို့ကျွန်တော်တို့ပြောလို့ရတဲ့တက်တွေနဲ့ချိတ်ဆက်မိသွားပြီဆိုရင်တော့အမင်းညာတောင်းတာနှစ်ထိုးကြီးကလည်းအခြေအနေတမျိုးပြောင်းသွားမယ့် ပုံစံမျိုးလို့ကတော့ကျွန်တော်ကထင်ပါတယ်လို့ပြောရင်းနေပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တွေ့ကျွန်တော်မြင်စီစဉ်ကိုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တာကိုဖြတ်သန်းနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါခင်ဗျာ